စည်းပွားရေးလုပ်ငန်းရှင်နှစ်မျိုးရှိတယ်။နံပါတ်၁စည်းပွားရေးလုပ်ငန်းရှင်ကတော့အောင်မြင်ဖို့အတွက်နော်ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်ဖို့အတွက်အိမ်မက်မက်နေတဲ့သူစိတ်ကူးရင်နေတဲ့သူနံပါတ်၁ဒီဒီလုပ်ငန်းရှင်မျိုးပေါ့နော်အဲ့တော့နောက်ထပ်လုပ်ငန်းရှင်တစ်မျိုးကတော့ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်ဖို့အသကုံစ조사နေတဲ့သူနေရောညရောအလုတ်လုတ်နေတဲ့သူအဲ့တော့ဟုတ်ပြီကျွန်တော်တို့ကတို့နှစ်ယောက်ကြားထဲမှာဘာတွေကွာခြားနေတာလဲ ကြည့်အောင်နော်အဲ့တော့နံပါတ်1လုပ်ငန်းရှင်ဒီသူ့မှာ idea ကောင်းတယ် yes နော် idea တွေကောင်းတယ်နော်အဲ့တော့ဘာတွေတည်ထွင်စမ်းသစ်မယ်ဘလို့အောင်မရအောင်လုပ်မယ်ဓာတ်တွေ idea တွေကျွန်တော်တို့ကောင်းတယ်ပြီးတော့ဘာလဲရှိလေးဆိုတော့ vision ရှိတယ်ဖြစ်ချင်တဲ့အရာရှိတယ်ငါဒါဖြစ်ချင်တယ်ငါဒါဖြစ်အောင်ငါဖြစ်ကိုဖြစ်ရမယ်ဆိုတော့ vision တော့ရှိတယ်ဒါပေမဲ့ action ပါမလား အပြုတ်မှုပါမလားအဲ့တော့ action ပါမလားတော့ဘာဖြစ်လဲဆိုတော့ reset မရ reset ဆိုရရလက်မရအဲ့တော့ရလက်မရတော့ကျွန်တော်တို့ကကိုယ်လုံနေတဲ့အတိုင်းတာကကောင်းလားဆိုးလားဆိုတာကိုကျွန်တော်တို့က feedback ပြန်မသိရတော့ကြောင့်မို့ကျွန်တော်ပြောတာဒီ action ဒီအရေးကြီးတယ်ဆိုတာပြောတာပါအဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒုတိယမြောက်စီးပွားရေးလုပ်ငန်းရှင်ကကြတော့သူက idea လဲကောင်းတယ်เนาะ vision လဲရှိတယ် action လဲယူတယ် တကယ်လဲလိုက်လို့တယ်ဘယ်နေ့မှငါဘာတွေလုပ်မယ်ဘယ်နေ့မှဘာတွေကိုအကောင့်ထဲဖော်မယ်ဆိုတာတွေကိုတကယ်လဲလိုက်ပြီးတော့မှ လုပ်တယ်အဲ့တော့လုပ်တဲ့အခါဘာဖြစ်လဲဆိုတော့မှားမှမှန်မှန်နော်ကျွန်တော် anyhow reset တော့ရမှာပဲနော် reset ရလက်တစ်ခုကတော့ကျွန်တော်တို့ရမှာပဲအဲ့တော့အဲ့ဒီရလက်ပေါ်မှာခြေခံပြီးတော့မှဘာလို့မှလဲဆိုတော့ဆက်လုပ်တင်လား strategy တွေပြောင်းတင်သလားနော်ဘာလို့မှလဲဒါကဒါကိုကျွန်တော်တို့ကပြောတာ အဲ့တော့ပြောချင်တာတွေပါလဲဆိုတော့ကျွန်တော်တို့ပေါ်ဝါတွေမှာပဲဖြစ်ဖြစ်လုပ်ငန်းမှာပဲဖြစ်ဖြစ်သူက loop ရှိတယ်เนาะအဲ့တော့ခေါက်ကကျွန်တော်ပြောမယ်အဲ့တော့နံပါတ်1လုပ်ငန်းရှင်ကကျတော့ motivation video တွေလိုက်ရှာနေမှာเนาะငါ motivation တက်အောင်ဘယ်လိုလုပ်အောင်မလဲเนาะနံပါတ်2လူကကျတော့ဘာသွားမှာဆိုတော့ loop နဲ့သွားမှာ loop ဆိုတော့လဲနေရเนาะ idea ကောင်းတယ် idea ထုတ်လိုက်တယ် vision ရှိတယ်ဖြစ်ချင်တာရှိတယ်เนาะပြီးတော့ဘာလုပ်မှာလဲအဲ့ဒီ vision ကိုခြေခံပြီးတော့မှ action plan เนาะ action plan တွေဆွဲထုတ်မယ်ပြီးရင် action ယူမယ် action ယူလိုက်ပြီဆိုလို့ရှိရင်သိကြတယ်ခုနကကျွန်တော်ပြောသလိုပဲ feedback တစ်ခုရလာမှာပဲအဲ့တော့ feedback တစ်ခုရလာတဲ့ပုံမှာအခြေခံပြီးတော့မှ improve တိုးတက်အောင်လုပ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 ်သွားမယ်ဆိုလို့ရှိရင်သိကြတယ်အဲ့ဒီလုပ်ငန်းရှင်ဒီအောင်မြင်လိမ့်မယ်ပြောချင်တာဒီပါလို့ဆိုတော့ဒီ loop အတိုင်းကျွန်တော်သွားနေမှာအဲ့တော့ motivation video ရှာနေကြရမလို့တော့ motivation ကိုကိုယူနေကြရမလို့တော့ဘူးစ조사ကြည့်လိုက်တယ်စိတ်ကူးရင်လည်းလုတ်တယ်ရလည်းရတယ်ပြည့်ပြည့်ပြောင်းလဲထုတ်တတ်တယ်ဒါကြောင့်မလို့လုပ်ငန်းရှင်တယောက်တွေနဲ့ဘောမှာကိုယ့်ရဲ့လုပ်ငန်းအောင်မြင်ဖို့ဆိုလို့ရှိရင် ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်ဖို့ဆိုလို့ရှိရင်တော့အဲ့ဒီလူအတိုင်းလဲပတ်နေဖို့လိုပါတယ်ဒီကြောင်းတွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လုပ်ငန်းရှင်တွေဒီအကျိုးတစုံတရာတွေမကောက်ဘူးအများကြီးစဉ်းစားလိုက်နိုင်ပြီလို့ထင်ပါတယ်ဒီဗီဒီယိုဆုံးတော့ကြည့်ပြတော့ကျေးဇူးအများကြီးတင်ပါတယ်ကိုအတွက်အကျိုးတစုံတရာရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲကွန်မတ်မှာကိုရလိုက်တာတွေရေးပြပါအောင်ကျွန်တော်တို့ကုညာလေးအောင်ပါမြင်မှရှိတော့နေလေဖြစ်ပါစေ